ားလုံးပဲမင်္ဂလာပါမြောင်းနယ်လီရှာရင်း channel ကနေပြီးတော့မှပြန်လည်ကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လားပြီးခဲ့တဲ့တင်းနာနေ့မှာ American သမ္မတ Donald Trump ဟာသူ့ရဲ့ကိုယ်ပိုင်လူမှု권ရစာမျက်နှာဖြစ်တဲ့ True ကနေပြီးတော့မှ post တစ်ခုတင်လိုက်ပါရစေအဲ့ဒီ post ကတော့ Iran ဟာ nuclear လက်နက်ပိုင်ဆိုင်ခွင့်ရပါမဟုတ်ဘူးကျွန်တော်ဒီစကားကိုအချိန်ချင်းအဖန်ဖန်ပြောခဲ့ပါရစေအခုအချိန်ကတော့ Tehran မြို့ကဘသူမဆိုအမြန်ဆုံးမျိုးကနေရှောင်ပြေးကြရမယ့်အချိန်ပဲဖြစ်တဲ့ဆိုပြီးတော့မှ Trump က Iran ပြည်သူတွေကိုတတိပေးလိုက်တာဖြစ်ပါတယ် ဒီအပိုင်းအတွင်းမှာဆိုရင်လည်းအစ္စရေးဟာတီဟီရန်မြို့အပအဝင်အီရန်တလောကပြစ်မှတ်ပေါက်များစွာကိုအပြင်းအထန်ဘုံကျဲတိုက်ခိုက်နေတာဖြစ်ပြီးတော့မှထရန်ကတတိပေးစကားပြောခဲ့တဲ့တလင်းလာနေမှာဆိုရင်ပဲအီရန်ရဲ့အစိုးရပိုင်းရုပ်သံဌာနတစ်ခုဖြစ်တဲ့ IRIB ရုပ်သံဌာနချုပ်ကိုအစ္စရေးကဘုံကျဲတိုက်ခိုက်ရေးနေတာပါဒီသတင်းဌာနကိုအီရန်စစ်တပ်ကဒီဆက်တွေ့ရေးစင်တာအဖြစ်အသုံးပြုနေတဲ့အတွက်တိုက်ခိုက်ဖျက်ဆီးခဲ့တာဖြစ်ကြောင်းအစ္စရေးဘက်ကအတည်ပြုခဲ့ပါတယ် တုံးသက်သူတွေကတော့ train ကရောအစ္စရေးကရောအီရန်ပြည်သူတွေကိုတီဟီရန်မျိုးကနေအမြန်ဆုံးထွက်ခေါ်ဖို့ပြောနေတာကစိတ်သက်စစ်ဆင်ရေးတိုက်ပွဲတစ်ခုဆင်နွှဲနေတာဖြစ်နိုင်တယ်လို့တုံးသက်ကြပေမဲ့လို့၅ရက်အတွင်းမှာတည်းမော်ဒီအစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်အီရန်ရဲ့ထိတ်တန့်စစ်ခေါင်းဆောင်တွေနျူကလ িয়ার သိပ္ပံပညာရှင်တွေအပါအဝင်လူပေါင်း220လောက်တေဆုံးခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်တီဟီရန်မျိုးရဲ့အရှိန်အနေဟာအစ္စရေးရဲ့အပြင်းအထန်တိုက်ခိုက်မှုတွေကြောင့်ကမ္ဘာပြင်းနေတဲ့အလားအရှိန်အနေဆိုတစ်ခုကိုကြုံတွေ့နေရတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်။ ။အစ္စရေးရပြောရေးဆိုခွဲရှိသူဒီ ABC Andre ကလည်းဒီအထူးသဖြင့်တီဟီရန်မြို့အမြောက်ပိုင်းမှာနေထိုင်ကြတဲ့အရက်သားပြည်သူတွေအနေနဲ့မြို့ကိုအမြန်ဆုံးစွန့်ခေါ်တင်နေပြီလို့ X ကနေတိုက်တွန်းထားပါတယ်။အစ္စရေးကဂါဇာနဲ့လေဗနွန်တို့ကိုလေကြောင်းကားနဲ့အပြတ်အထန်ပုံကျတိုက်ခိုက်မှုတွေမလုပ်ခင်ကတည်းကဒီလိုပဲတတိပေးဘူးခဲ့တဲ့အတွက်မကြခင်မှာအီရန်ရဲ့မြို့တော်တီဟီရန်ကနောက်ထပ်ဆိုးရွားလာတဲ့အခြေအနေတွေကိုရင်ဆိုင်ကြရမှတည်ကြနေပါတယ်။ဒါတွေဟာတီဟီရန်မြို့ကအီရန်ပြည်သူတွေကိုစိုးရိမ်မှုမြင့်တက်စေခဲ့ပြီး trend ကတတိပေးခဲ့ပြီးမကြခင်မှာတော့မျိုးတော်ကနေအဆူလိုက်ပြုံလိုက်ထွက်ခေါ်ဖို့ကြိုးစားခဲ့ကြတာပါ။ဒါကြောင့်လည်းဒီတီဟီရယ်မျိုးထက်ကလမ်းမတိုင်းမျိုးအဝင်ဂိတ်တိုင်းမှာကားတွေပြစ်ကျက်လာခဲ့ပြီးတော့မှမျိုးကနေထွက်ခေါ်ဖို့အတွက်တောင်မှအရှင်အတော်ကြာယူရမယ့်အဖြစ်မျိုးဖြစ်လာခဲ့ပါတယ်။တီဟီရယ်မျိုးဟာလူပေါင်းစေတန်းနီးပါးလောက်နေထိုင်ကြတဲ့မျိုးတစ်မျိုးဖြစ်တဲ့အတွက်ဒီလိုအခြေအနေတွေဖြစ်လာခဲ့တာပါပဲ။ trend ပြောသလိုမျိုးအခု session ဆိုသလိုမျိုးနေလူတို့အလုံးတီဟီရန်ကနေစွန့်ခေါ်ဖို့မလွယ်ဘူးလို့တုံ့သက်သူတွေကတော့မှတ်ချက်ပြထားပါတယ်။ ။ဘာကြောင့်လဲဆိုတော့တီရန်မျိုးရဲ့လူဦးရေဟာနယူးယောက်နဲ့လန်ဒန်မျိုးကြီးတွေကလူဦးရေထက်တော့မှများပြားနေတဲ့အတွက်ကြောင့်ပါ။ရုံစင်းချိန်တော့မဟုတ်ရုံပိတ်ရက်တွေမှာဆိုရင်တော့မှအမြင့်တန်းလူလူလန်တွေပိတ်တက်တဲ့တီရန်မျိုးဟာအခုလိုမျိုးအစိုးရင်ရင်မှတ်ကိုရောက်နေချိန်မှာကဘာပြတ်တဲ့လူအစီအနေနဲ့ရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။တကယ်လို့မြထရန်တတိပေးထားတဲ့အတိုင်းဒီရပိုင်းဒီမှာပဲအစ္စရေးကအပြင်းအထန်တိုက်စစ်ထက်ဖွင့်လာခဲ့မှဆိုရင်တော့တီရန်ကပြည်သူတွေအနေနဲ့ဘလို့မှပြေးစရာမြေမရှိတော့ပဲဖြစ်သွားနိုင်ပါတယ်။ ဝင်နေစရာကောင်းတာကတော့အစ္စရေးကဘုံကျေးတိုက်ခိုက်လာခဲ့မယ်ဆိုရင်ပုံခုစရာဘုံခုကျင်းရလို့လည်းမရှိပါဘူးအီရန်မှာကဘုံခုကျင်းလို့ပုံကွေစရာမျိုးရှိကိုမရှိပါဘူးဘယ်တော့မှလည်းမရှိခဲ့ဘူးဒါကြောင့်တိုက်ပွဲတွေဒီထက်ပိုမိုပြင်းထန်လာခဲ့ရင်တီဟီရန်မျိုးကပြည်သူတွေဟာပြည့်စရာနေရာမရှိပါဘူးအီရန်ကဒီလိုမျိုးခံရလိမ့်မယ်လို့ဘယ်တော့မှတွေးမထားခဲ့ဘူးတာကြောင့်ပါအီရန်အီရတ်စစ်ပွဲကာလအလွန်ကလေးကအခုလိုမျိုးဘုံကျေးတိုက်ခိုက်တာမျိုးမခံရဘူးတော့ ဒီလိုပြင်ဆင်မှုတွေမရှိခဲ့တာလည်းမဆန်းပါဘူးဆိုပြီးတော့မှအေဂျင်စီယာသတင်းဌာနရဲ့သတင်းထောက်တူဖြစ်သူ Jet Barry ကရှင်းပြပါတယ်။ဒါပေမဲ့လည်းပြည်သူတွေကတော့မြို့ကနေအချိန်မီမထွက်နိုင်ခဲ့ရင်ဆိုတဲ့အခြေအနေတွေအတွက်ဘူဒာယုံတွေကာလမတ်ဖြားရဌာနတွေစာတင်ကြောင်းတွေကိုအကအကွင့်အဖြစ်အသုံးချနိုင်လိမ့်မယ်လို့မျှော်လင့်ထားကြပါတယ်။ဒါပေမဲ့လည်းဒီလိုနေရာတွေဟာဘုံကျဲတိုက်ခိုက်ခံရမှုတွေကိုကောင်းကောင်းခံနိုင်စွမ်းရှိတဲ့နေရာတွေမဟုတ်တဲ့အတွက်တိတ်တော့ထူလာမယ်မထင်ပါဘူး။ ဣသရေလကတီဟီရန်မြို့မြောက်ပိုင်းကပြည်သူတွေကိုထွက်ခွာဖို့တတိပေးခဲ့ပြီးနိုင်ရီပိုင်းအကြံပါတယ်မယ်သူတို့ဟာအပြောတက်တက်လုံးနေတာမဟုတ် ကြောင်းပြသလိုက်ပါတယ်လူပေါင်း3သိန်း3000လောက်နေထိုင်ရာတီဟီရန်မြို့မြောက်ပိုင်းမှာရှိတဲ့ IRIB တည်င်းဌာနကိုပုံကျဲတိုက်ခိုက်လိုက်တာပဲဖြစ်ပါတယ်ဒီပုံကျဲတိုက်ခိုက်မှုမှာတော့ပြည်သူတွေမထီခဲ့ပဲအီရန်စစ်တပ်ကဒီဆက်တွေ့ရေးစင်တာအဖြစ်အသုံးပြုနေတဲ့မီဒီယာတိုက်တိုက်လုံးဟာစစ်စစ်ညက်ကျေတော့ခဲ့တယ်လို့သိရပါတယ်အဆိုပါမနေ့ပိုင်းမှာဆိုရင်အီရန်စစ်တပ်ရဲ့ဌာနချုပ်တစ်ခုရှိနေတယ်လို့ရေးဌာနလည်းရှိနေတဲ့အတွက် အစ္စရေးကအဓိကပြင်းထန်ထားနေတာဖြစ်ပါတယ်။အစ္စရေးဟာအီရန်ပြည်သူတွေကိုပြင်းထန်ထားတိုက်ခိုက်နေတာမဟုတ်ဘူး။အီရန်ရဲ့ဘာသာရေးကောင်းဆောင်ခါမီနီအီရန်အစိုးရနဲ့အီရန်စစ်တပ်ကသာအဓိကပြစ်မှတ်ထားနေတာဖြစ်တယ်လို့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုပြောထားတဲ့အတိုင်းပဲစစ်ရေးပြစ်မှတ်တွေကိုဥစားပေးတိုက်ခိုက်နေတာကြောင့်အီရန်ပြည်သူတွေတက်တာရရနေရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းစစ်ရေးပြစ်မှတ်တွေနဲ့အနည်းဆုံးနေရာမှာနေထိုင်တဲ့ပြည်သူတော်တော်များများကတော့ထိခိုက်ပျက်ဆုံးမှုတွေရှိခဲ့တဲ့အတွက်ပျက်ဆုံးစင်းရဲတွေမြင်မာနေတာပါ။အီရန်အစိုးရကတော့ ဒီပြည်သူတွေအတွက်ဘာမှလုပ်ပေးနိုင်ခြင်းမရှိတဲ့အပြင်တီဟီရန်မျိုးကိုစတင်ပြီးတော့မှစွန့်ခေါ်နေကြတယ်ပြည်သူတွေကိုတော့မှတာစီပိတ်ပဲ့မှုတွေလုပ်နေတယ်လို့သတင်းမီဒီယာတွေကဖော်ပြထားပါတယ်ဒီလုပ်ရက်တွေနဲ့ပတ်သက်လို့အီရန်အစိုးရကိုပြည်သူတွေကတော့မှအတော်လေးစိတ်ပြတ်နေကြပြီးတော့မှမကြေမနက်လည်းဖြစ်နေကြပါတယ်ပုံမှန်အတိုင်းဆိုရင်မျိုးနေလူထုအားလုံးကတီဟီရန်ကိုစွန့်ခေါ်ဖို့ရတတပပောင်းများစွာလာပေါင်းများစွာအရှင်ယူရနိုင်တာကိုအီရန်အစိုးရဘက်ကတာစီပိတ်ပဲ့မှုတွေလုပ်နေတဲ့အတွက် လာမယ့်ရက်ပိုင်းအတွင်းမှာတိုက်ပွဲတွေဒါဒီထက်ပြင်းထန်လာမယ်ဆိုရင်အီရန်ပြည်သူတွေအနေနဲ့လင်းစင်းခံရရုံကလွေလို့အရှာမရှိတော့ပဲဖြစ်သွားနိုင်ပါတယ်။ဒီအချိန်မှာပဲထရန့်ရဲ့တတိပေးမှုတွေကနောက်တစ်ဆင့်ကိုတက်လာခဲ့ပါတယ်။ငါတို့ဟာအီရန်ရဲ့ဝေဟင်ပိုင်နယ်ကိုအပြည့်အဝထိန်းချုပ်လိုက်နိုင်ပြီဖြစ်တဲ့အီရန်မှာရှီယာဂန်စနစ်နဲ့အခြားသောလေကစနစ်တွေလည်းရှိနေပေမဲ့လို့အမေရိကန်ထုတ်တွေကိုတော့လုံးဝမဆင်နိုင်ဘူး။အမေရိကန်လက်နက်တွေကအီရန်ကိုလုံးဝထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ True ကနေပဲထပ်ပြီးတော့မှတင်လာခဲ့တာဖြစ်ပါတယ်။ ်ထရန့်ဟာလူမှုကွန်ရက်စာမျက်နှာတွေမှာဒီလိုပဲ post တွေတင်ပြီးတော့မှပွေရှာတဲ့တဲ့အတွက်သူ့ရဲ့ post တွေဟာရေပူရအပြင်အတီလို့မှတ်ယူလို့တော့မရနိုင်ပါဘူးဒါပေမဲ့လည်းအခု Israel Iran စစ်ပွဲမှာတော့မြေပြင်အစီအစဉ်တွေအထိပါတက်ရောက်မှုတွေရှိနေတာကိုတွေ့ရပါတယ်အထူးသဖြင့်ဒီထရန့်ရဲ့စကားတွေဟာ Iran စစ်ခေါင်းဆောင်တွေရဲ့စိတ်ထဲအသေးလေးကိုအကြောက်တရားတွေရိုက်သွင်းပြနေနေတာပါထရန့်ဘက်ကအခုလိုမျိုး Terrorist ရှင်းရှောင်းနေတယ်လို့အခြားတစ်ဖက်မှာလည်း Israel ကအဆက်မပြတ်ဘုံကျဲတိုက်ခိုက်မှုတွေနဲ့အတူ Iran ရဲ့မဆိုင်တုံပစ်ခဲရေးစနစ်တွေ စစ်ဌာနချုပ်တွေနဲ့ထိတ်တန့်စစ်ခေါင်းဆောင်တွေကိုရှင်းလင်းနေတဲ့အတွက်လူရှိသူရှိမှသာဟန်ကိုထားရတယ်။နောက်ကမှအီရန်စစ်ခေါင်းဆောင်တွေဟာအကြောက်တရားကြီးစိုးနေပြီလို့ပဲပြောရမှာဖြစ်ပါတယ်။ပြီးတော့မှအစ္စရေးဘက်ကနေအမေရိကန်ကခိုင်ခိုင်မာမာရည်တည်ပေးနေချိန်မှာအီရန်ရဲ့မဟာမိတ်တွေဖြစ်ကြတဲ့တရုတ်ရုရှားနဲ့မြောက်ကိုရီးယားတို့ဟာအပြောတက်တက်နဲ့ပဲကူညီပေးတာကလွေလို့အခြားထောက်ပံ့ကူညီမှုတွေမရှိတဲ့အတွက်အီရန်အတွက်အကြာလေတူဦးလေးရုန်းကန်ရလေဖြစ်လာပြီးတော့မှ မနိုင်တဲ့စစ်ပွဲကိုတိုက်နေရတဲ့အစီအစဉ်တွေကိုရောက်လာခဲ့ပါတယ်။ ီနေ့ပိုင်းနေ့အတွင်းမှာအီရန်ရဲ့ဘာသာရေးခေါင်းဆောင်အာယာတိုလာခါမေနီဟာအစိုးရပိုင်းဒေတာတွေမှာဟာမတ်ဟစ်ဘိုလာနဲ့ဟူဒီအကြမ်းဖက်အဖွဲ့တွေကိုလက်နက်အင်အားငွေအင်အားအလုံးစုံထောက်ပံ့ပေးပြီးတော့မှလက်အောက်ခံတပ်ဖွဲ့တွေအဖြစ်တိစောက်ထားခဲ့ပါသေးတယ်။ဒါပေမဲ့လည်းအစ္စရေးဟာဟစ်ဘိုလာကိုဒီဖက်နေပိုင်းတွေအတွင်းမှာလုံးဝအင်အားရှင်းနေတော့အောင်တိုက်ခိုက်ရှေမုံပစ်ထားသလိုဟာမတ်ခေါင်းဆောင်တွေကိုလည်းတယောက်ပြီးတယောက်ရှင်းလင်းပြစ်နိုင်ခဲ့တဲ့အတွက်အီရန်အနေနဲ့ဒီအကြမ်းဖက်အဖွဲ့တွေကိုလက်ရှိအချိန်မှာအားကိုးလို့လုံးဝမရတော့ပါဘူး။ ်ယီမန်ကဟူတီစစ်သွေးကြောတွေရှိနေသေးပေမဲ့အမေရိကန်ကပါဟူတီတွေကိုဆင်းလဲနေတဲ့အတွက်ငြိမ်နေခဲ့တာအတော်ကြပါပြီ။ဒါကြောင့်အီရန်အနေနဲ့အခုချိန်မှာအစ္စရေးကိုပိတ်ထိတ်မဲ့ဆိုင်ဒုံပေါင်းများစွာနဲ့ပြစ်ခတ်တိုက်ခိုက်ပြနေပေမဲ့လက်တွေ့မှာတော့အီရန်ရဲ့စစ်တပ်အင်အားဟာအစ္စရေးကိုတောင်မှအရှင်နိုင်ဆုံးသိမ်းရှိတာကိုအီရန်ခေါင်းဆောင်တွေကိုတိုင်းသဘောပေါက်ထားပြီးသားဖြစ်မှာပါ။ဒါကမှအမေရိကန်ကကြောထောင်နောက်ခံအဖြစ်ရှိနေပေးတာဆိုတော့ပိုဆိုးပါတယ်။အစ္စရေးကအီရန်ကိုပထမဆုံးအကြိမ်အလေးအငိုက်ဝင်တိုက်ခဲ့တဲ့တောက်ကြနေမာတဲ့ကိုပဲ ီရန်စစ်တပ်ရဲ့ထိပ်တန်းခေါင်းဆောင်အယောက်20လောက်နဲ့နျူကလ িয়ার သိမ်းပည့်ပညာရှင်ရှောက်ရောက်လောက်အထိကိုရှင်းလင်းပြနေကြတာကိုပဲကြည့်ပါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကအီရန်နိုင်ငံဒေ့ကိုလှိုင်းဝင်ပြီးတော့မှကျူတင်ရှေကုတ်ရယူထားခဲ့ကြတဲ့မော့ဆက်တချို့တွေရဲ့အစွန်ကလည်းတကယ်ကိုပဲကြီးမားထိရောက်တဲ့အတွက်အစ္စရေးအနေနဲ့အီရန်ရဲ့ဘေးခေါင်းဆောင်တွေဘေးသိမ်းပည့်ပညာရှင်တွေဘေးမှာနေတယ်ဆိုတာကအစရှင်းရှင်းလင်းလင်းတိထလောက်တယ်လို့လည်းတုံ့သက်သူတွေကဆိုပါတယ်ဒါကြောင့်လည်းဒီရပိုင်းထဲမှာတင်ကို အီရန်ရဲ့ထိတ်တန့်ခေါင်းဆောင်တွေကိုရှေ့တရဇက်သုံးသင့်ရှင်းလင်းပြစ်နိုင်နေတာဖြစ်ပါတယ်။ဒီနေရာမှာအစ္စရေးဟာအီရန်ရဲ့ဘာသာရေးခေါင်းဆောင်ခါမီနီကိုပါရှင်းလင်းပြစ်ဖို့ရည်မှန်းထားခဲ့ပေမဲ့ထရန့်ကတဆက်လွှတ်အမိန့်ဒီဗီဒိုအာနာနဲ့တားဆီးခဲ့တဲ့အတွေ့အကြုံသာခါမီနီကန်ကောင်းတော်ခဲ့တာပါ။အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုရဲ့ပြောစကားတွေကိုကြည့်လိုက်မယ်ဆိုရင်လည်းခါမီနီကိုရှင်းလင်းလိုက်တာကဒါဒီစစ်ပွဲရဲ့အဆုံးသတ်ဖြစ်လိမ့်မယ်လို့ဒီအပိုင်းအတွက်မှာပြောထားတဲ့အတွက်အစ္စရေးအနေနဲ့လိုအပ်မယ်ဆိုရင်ခါမီနီကိုပါမကျန်ရှင်းလင်းပြစ်နိုင်တဲ့အစုံမျိုးကိုပိုင်ဆိုင်ထားတယ်လို့ပဲဆိုရပါတော့မယ်။ ခါမင်းဒီကိုတော့မှလုံးကျင်ရှင်းလင်းပြနိုင်တဲ့အဆင့်မျိုးဆိုတော့ကျင်တဲ့ Iran ထိတန်းစစ်ခေါင်းဆောင်တွေကိုတော့ထိတွက်စရာတော့မလိုတော့ပါဘူး Mossad စီကနေတီနီယာအတီးပြုမှုရယူနေတဲ့ Israel F60 F35 လိုမျိုးနောက်ဆုံးပေါ် Jet Fighter တွေဟာ Iran စစ်ခေါင်းဆောင်တွေရဲ့ခေါင်းပေါ်ကိုဖျားပြင်းပုံးတွေတီးတီးကြကြပဲခြေချပေးတော့မှဖြစ်ပါတယ် Iran ရဲ့လေကစနစ်တွေနဲ့ Radar စနစ်တွေဟာလည်းအခုချိန်မှာလုံးဝအလုံးမလုံးတော့ပဲ American နဲ့ Israel ကပဲ Iran ရဲ့ဝင်ဟင်ကိုအလုံးစုံထိန်းချုပ်ထားနိုင်တဲ့အတွက် အစ္စရေးဂျက်ဖိုက်တာတွေဟာစိတ်ကြိုက်ထင်တိုင်းကျင်းနေနိုင်ပါတယ်အခုမိတ်ဆွေတို့မြင်တွေ့နေရတာကတော့ DJI အထွတ်မှာအစ္စရေးကတုံ့ပြန်ရှင်းလင်းခဲ့တဲ့အီရန်ထိပ်တန်းခေါင်းဆောင်တွေရဲ့တည်ဆုံဆင်းရဲပဲဖြစ်ပါတယ်တရီးယားနေရာမှာတွေ့ရမယ့်နာမည်ကတော့ဟူစင်ဆလာမီဆိုတဲ့နာမည်ဖြစ်ပါတယ်ဟူစင်ဆလာမီအကြောင်းကိုပြောရမယ်ဆိုရင်အီရန်စစ်တပ်အတွက်အရင်အရေးပါတဲ့ပုံကုတ်တယောက်ဖြစ်တဲ့2018ခုနှစ်မှာဒီထရန်ကတုံ့ပြန်ရှင်းလင်းပစ်ခဲ့တဲ့ဟာဆင်ဆူလီမီနီရဲ့နေရာကိုအစားဝင်လာသူဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ဒီအီလီရှာခန်နီဖြစ်ပါတယ် ဒီပုဂ္ဂိုလ်ကလည်းအာယတိုလာခါမီနီရဲ့ဒီဘေလဲယုံလိုမျိုးအာကိုအာထာပြူရတဲ့ပုဂ္ဂိုလ်ဖြစ်ပြီးတော့မှဘာသာရေးကောင်းဆောင်ကရှားမက်သမျှဆုံးဖြတ်ချက်အတိုင်းမှာအရေးပါတဲ့အခန့်ကဏ္ဍမှာရှိနေခဲ့သူဖြစ်ပါတယ်အခုတော့ဒီလိုထိတ်တဲကောင်းဆောင်တွေကိုအစ္စရေလကရပ်ပိုင်းအတွင်းမှာနေပဲတုတ်တဲ့ဆင်းလင်းပြစ်နိုင်ခဲ့တာဟာလေဒီအစ္စရေလစစ်တပ်ရဲ့စွန့်ကြီးနဲ့ထောက်လှမ်းရေးအင်အားတွေဟာဘလောက်အထိစွန့်ကြီးမြန်မာတလဲဆိုတာပြသလိုက်ရရောက်သလိုခါမီနီရဲ့လက်ယုံတွေကိုလည်းတစ်ဖက်ပြီးတစ်ဖက်ဖြုတ်ပြစ်ပြီးတော့မှအာနေတော့အောင်လုံနိုင်ရလဲရောက်ပါတယ်နောက်ဆုံးတော့ထရန်ကပါလူမှုကွန်ရက်စာမျက်နှာထက်ကနေ ချင်းချောက်တတိပေးမှုတွေလုပ်ခဲ့ပြီးမှာတော့အီရန်စစ်ကောင်းဆောင်တွေဟာမခံနိုင်တော့အောင်ကြောက်ရွံ့ထိတ်လန့်တော်ပုံရပါတယ်။ဒီအပိုင်းအတွင်းမှာလည်းအီရန်စစ်တပ်ကထိတ်တန့်ကောင်းဆောင်တွေဟာမိသားစုကိုပါခေါ်ပြီးတော့မှအီရန်ကနေထွက်ပြစ်ပြီးရုရှားကိုတော်ရောက်ခိုလုံနေကြပြီဆိုတဲ့သတင်းတွေဇက်တိုက်ထွက်ပေါ်လာခဲ့တာကိုပဲကြည့်ပါ။အီရန်ရဲ့နိုင်ငံတကာလက်ဆဲတွေကလည်းလေယာဉ်တွေတစင်းပြီးတစင်းထွက်ခေါ်နေပြီးတော့မှအဲ့ဒီလေယာဉ်တွေမှာအီရန်စစ်ကောင်းဆောင်အရှုံးနဲ့မိသားစုဝင်တွေပါတော့ကြတယ်လို့သတင်းတွေကဆိုပါတယ်။အီရန်စစ်တပ်ကလည်းဒီအပိုင်းအတွင်းမှာ တောင်ဝင်းချင်းအမိတည်င်းလာမပိုးတဲ့စစ်တပ်အရာရှိတွေကိုတစ္ဆာဖောက်အဖြစ်သတ်မှတ်မယ်လို့ထုတ်ပြန်ကြေညာထားတဲ့အတွက်အရှင်တွေကတော်တော်ဆိုးပုံရပါတယ်။ဒါပေမဲ့လည်းအဆက်အသွယ်ကောင်းတဲ့အရာရှိတွေကတော့အခုချိန်မှာအချိန်မဆိုင်ပဲအီရန်ကနေထွက်ပြေးနေကြပြီလို့သိရပါတယ်။အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟူပြောတာကိုဗိုက်မိတ်ဆွေတို့ကြည်ပါ။အခုချိန်မှာအီရန်ဟာကျွန်တော်တို့ရဲ့အရတားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေပြီ။ကျွန်တော်တို့ကတော့အကြမ်းဖက်သမားတွေကိုဒါရွေးရှည်ပြစ်မှတ်ထားရှေ့မုန်းနေတာဖြစ်ပါတယ်။ဒါကအစံတော်မဟုတ်ပါဘူး။အရင်ကလည်းအီရန်ဟာ တမရထရင်းကိုလုတ်တင်ဖို့နှစ်ကြိမ်တိုင်တိုင်စူးစမ်းခဲ့မှုပါတယ်။ပြီးတော့မှအမေရိကန်တန်ယုံတွေကိုလည်းဘုံကျတိုက်ခိုက်ခဲ့တယ်။ဗီရတ်မှာဆိုရင်အမေရိကန်မရိန်တပ်သား240တယောက်ကိုတပ်ဖြတ်ခဲ့ပါတယ်။အီရန်နဲ့အာဖဂန်နစ္စတန်မှာဆိုရင်လည်းအီရန်ဟာအမေရိကန်နိုင်ငံသားထောင်ထဲရှိကိုတပ်ဖြတ်ခဲ့တာပါ။အမေရိကန်အလံကိုမီးရှို့ပြခဲ့တယ်လို့အမေရိကန်သေဆုံးရမယ်လို့လည်းရှင်းလျှောက်ခဲ့ပါသေးတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ရန်သူဟာခမရတို့ရဲ့ရန်သူပဲဖြစ်ပါတယ်။အခုကျွန်တော်တို့ဟာအားလုံးကိုအနှင်းနဲ့အမြန်ရှင်းလျှောက်လာမယ့်ရန်သူကိုရှေ့ပုံးနေတာပါ။ ဒါကြောင့်ကျွန်တော်တို့ရဲ့အောင်ပွဲဟာခမရတို့ရဲ့အောင်ပွဲလည်းဖြစ်လာပါလိမ့်မယ်အခုချိန်မှာဆိုရင်ကိုကျွန်တော်တို့ဟာသူတို့ရဲ့ထိတ်တန့်စစ်ခေါင်းဆောင်တွေနဲ့ထိတ်တန့်နှိပညာရှင်တွေကိုတုံ့ပြန်ရှင်းလင်းထားနိုင်ပြီဖြစ်ပါတယ်ဒီလိုတွေဟာအမှုမြူလက်နက်တွေကိုထုတ်လုပ်ဖို့ဥဆောင်နေသူတွေလည်းဖြစ်ပါတယ်ကျွန်တော်တို့လည်းမကဘူးအမေရိကန်အတွက်ရှင်းရှောင်းမှုဖြစ်လာမဲ့လက်နက်တွေကိုထုတ်လုပ်ဖို့ကြိုးစားနေသူပါဒါပေမဲ့ကျွန်တော်တို့တွေရှေ့ဆက်လုပ်စရာတွေလည်းတန်နေပါသေးတယ်ဒါကြောင့်အခုချိန်မှာနောက်ထပ်တိုက်ခိုက်ရှင်မှုမှုတွေလုပ်ဖို့ပြင်ဆင်နေပါတယ်ကျွန်တော်တို့ကတီဟီရန်ကိုဆက်သွောမယ် ဒီအီရန်ကိုလွှမ်းမိုးထားတဲ့ကျွန်တော်တို့ပိုင်းတော်တွေဟာအီရန်အစိုးရကိုကြာရှုံးစေလိမ့်မယ်။ဘယ်တော့မှမကြုံတွေ့ဘူးတဲ့အိမ်မက်ဆိုးတွေကိုပေးလိမ့်မယ်။အခုချိန်မှာဆိုရင်ကိုတီဟီရန်ကထိတ်တန့်ခေါင်းဆောင်တွေဟာအီရန်ကနေထွက်ပြေးနေပြီလို့သိရပါဗျ။သူတို့အတွက်ဘလို့အန္တရာယ်မျိုးရောက်လာမလဲဆိုတာသူတို့သိနေလို့ပါပဲဆိုပြီးတော့မှနေတန်ယာဟုကပြောခဲ့တာပါ။အခုဒီနေတန်ယာဟုပြောခဲ့တဲ့စကားတွေကိုအစားကောက်ကြည့်မယ်ဆိုရင်ဒီစစ်ပွဲမှာအမေရိကန်ပါဝင်လာဖို့ကိုပါဖိတ်ခေါ်ထားတဲ့သဘောမျိုးကိုပြသထားပါဗျ။ ီးတော့မှ Jet Fighter တွေဟာ Iran ရဲ့လေပိုင်တွေကိုအပြေအဝလုံးဝစိုးမိုးထားနိုင်တယ်ဆိုတာကလည်းသူ့ရဲ့စကားတွေကနေသိနိုင်ပါတယ်။ Iran ဟာလက်ရှိအချိန်ထိပစ်ထိမ်းမဲ့ဆိုင်တုံးရာပေါင်းများစွာနဲ့ပြစ်ခတ်တိုက်ခိုက်နေနိုင်စေဖြစ်တဲ့အတွက် Israel ရဲ့ဒီအပြစ်မျိုးမှာလည်းဒီထိခိုက်ပျက်စီးမှုတွေရှိခဲ့တာတော့အမှန်ပါပဲ။ဒါပေမဲ့လည်း Israel ရဲ့လေကစနစ်တွေအနေနဲ့ Iran မဲ့ဆိုင်တုံးအများစုကိုပြစ်ရှာနေနိုင်စေဖြစ်ပြီးတော့မှတရှုပ်အစင်းတွေသာမျိုးကိုထိခဲ့တဲ့အတွက်ကြောင့်ပဲထိခိုက်ပျက်စီးမှုတွေနဲ့ရင်ဆိုင်လာရတာဖြစ်ပါတယ်။နိုင်ငံတကာမီဒီယာတွေရဲ့ဖော်ပြချက်အရတော့ Iran မဲ့ဆိုင်တုံးတွေကြောင့် အစ္စရေးထိခိုက်ခဲ့ရတာဟာအကန့်အသတ်နဲ့သာဖြစ်ပြီးတော့မှလက်ရှိအချိန်ထိလူ24ဦးလောက်သာအသေပြောက်ရှိပြီးအဆောက်အဦအများစုလောက်ပဲထိခိုက်ဆုံးရှုံးထားတာဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့လည်းတစ်ဖက်မှာတော့တီဟီရန်မြို့ဟာငရေအလာမီဟုံဟုံတောင်းနေတယ်လို့အီရန်ရဲ့ထိတ်တန့်စေကောင်းဆောင်တွေနဲ့နျူကလ ියر သိပ္ပံပညာရှင်တွေထောက်လျှောက်တုံ့တင်ရှင်းလင်းခင်နေရတဲ့အတွက်အီရန်အနေနဲ့ဆုံးရှုံးမှုတွေအစမတန်များနေပြီဖြစ်ပါတယ်။လက်တော့နောက်ဆုံးတိထားရတဲ့သတင်းတွေမှာတော့အစ္စရေးဟာဒီအီရန်ရဲ့မဆိုင်တုံပစ္စည်းတွေနဲ့အခြေစိုက်စခန်းတွေကိုပြင်ပထားဖျက်ဆီးပြင်းနေုံနဲ့မကဘဲ အီရန်စစ်ဘော်ရဲ့အတွက်နှလုံးသေးဘောဖြစ်တဲ့ရေနံလိုကွက်တွေရေနံထွန်းတွေကိုပါတိုက်ခိုက်ဖျက်ဆီးပြနေတဲ့အတွက်အီရန်အတွက်တဖြည်းဖြည်းနဲ့အသက်ရှူကျက်စရာရှင်တွေကိုရောက်လာခဲ့ပြီဆိုတာအထင်အရှားမြင်တွေ့နေရပါတယ်။တုံသက်သူအစိုးကတော့ဒီအတိုင်းသာဆက်သွောမယ်ဆိုရင်အီရန်မှာအစိုးရအပြောင်းအလဲပါဖြစ်သွားနိုင်တယ်လို့တော့မှတ်ချက်ပြထားပါတယ်။ဒါဆိုရင်တော့အာယာတိုလာအလီခါမီနီရဲ့ခေတ်တစ်ခေတ်ကြာဆုံးခြင်းကိုကျွန်တော်တို့တွေမျက်မျက်ထင်ရှားမြင်တွေ့ရလာနိုင်ပါတယ်။အစ္စရေးကောက်ကွေးဝင်ကြီးကတော့ဒါဟာအာနာရှင်ခေတ်တစ်ခေတ်ကြာဆုံးခြင်းဖြစ်နေမယ်လို့ဆိုလာခဲ့ပါတယ်။ သိမကြခင်မှာပဲအီရန်အစိုးရအဆုံးသက်ချင်းရောက်လာလိမ့်မယ်လို့သူကယုံကြည်နေတာပါတကိခွန်အားအစိအမံဟာအပြင်းအထန်ဘုံကျဲတိုက်ခိုက်ခြင်းဖြစ်ပြီးပြိုလေးကြောက်အောင်လှုပ်ခြင်းပဲဖြစ်ပါတယ်ဝါရဖြစ်မီဒီယာကနေစလို့အခြားသောပြစ်မှတ်တွေကိုအလုံးစုံရှေမုံတဲ့အထိအစူးလိုက်အပြုံလိုက်ထွက်ခေါ်မှုတွေစတင်တဲ့အထိတိုက်ခိုက်တော်မှုဖြစ်ပါတယ်အာနာရှင်ခိတကိဟာဒီလိုပဲကြာရှုံးတော့မှာပါဆိုပြီးတော့မှဒီ Israelians ကကြောတော့တာဖြစ်ပါတယ်ဒါပြင်အလီခါမီနီအနေနဲ့ အီရဲရဲ့ဒီအာနာရှင်ဆာဒင်ဟူစင်လိုမျိုးအဆုံးသတ်တော်လိမ့်မယ်လို့လည်းသူကဆိုခဲ့ပါသေးတယ်။ခါမနီအနေနဲ့သူ့ရဲ့အင်နီနာဂျင်းနိုင်ငံအီရက်ကအာနာရှင်ဘလို့အဆုံးသတ်တော်ရတယ်လဲဆိုတာကိုအမှတ်ရနိုင်လိမ့်မယ်လို့ထင်ပါတယ်။အဲ့ဒီတော့ကလည်းဆာဒင်ဟူစင်အနေနဲ့အစ္စရေးကိုအခုလိုတွေတုံ့ပြန်ခဲ့လို့အဖြစ်ဆိုးနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်တယ်လို့သူကပြောပါတယ်။ဒါပေမဲ့လည်းအီရန်ဘက်ကတော့အခုထက်ထိစစ်ပွဲကိုဆက်တိုက်ဖို့ဆန္ဒပြင်ပြနေစေဖြစ်ပါတယ်။ဒီအပိုင်းအတွက်မှာအီရန်ဘက်ကအပြစ်အခက်ရစေရဲ့အတွက် train ကိုတောက်ဆိုခဲ့တယ်လို့သတင်းတွေထွက်ခဲ့တဲ့ပေမဲ့လည်း ကမ္ဘာကူလသမဂ္ဂမှာအီရန်ရဲ့တန်တမန်ဖြစ်သူကအစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုအပြင်းအထန်ပြန်လည်တုံ့ပြန်တော်မယ်လို့ကြုံဝါခဲ့တာကိုကြည့်လိုက်ရင်ခါမီနီတရားခေါင်းဆဲမှနေအောင်ပဲပုံရပါတယ်။ဒါပေမဲ့လည်းတကယ့်မြေပြင်မှာတော့လက်တွေ့အမှန်တရားကိုလက်ခံထားကြတဲ့အီရန်ထိပ်တန်းခေါင်းဆောင်တွေကတော့အီရန်မြေကနေထွက်ခေါ်ဖို့အပြင်းအထန်ကြိုးစားနေရတယ်လို့တီဟီရန်မြို့မှာလည်းရန်ကြောလမ်းကြောတွေနဲ့မြို့ထွက်ပေါက်တွေအလုံးပိတ်တဲ့အထိကာဒန်ကြီးတွေတမျောတခေါ်ပိတ်ဆို့နေပြီးတော့မှငရေကန်ဖြေးလာနိုင်မယ့်မြို့တော်ကိုပြည်သူတွေစွန့်ခေါ်ကြဖို့ကြိုးစားနေကြပြီဖြစ်ပါတယ်။ ထိတ်တန့်ခေါင်းဆောင်တချို့ကိုလွှဲယုံပြင်းနေချိန်မှာအီရန်အစိုးရကတော့ပြည်သူတွေကိုတန်းနိုင်သမျှမျိုးတွေကနေမထွက်ဖို့တားဆီးနေတာကလည်းစိတ်မကောင်းစရာပါ။လာမယ့်ရက်ပိုင်းတွေမှာအစ္စရေးအီရန်စစ်ပွဲကဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့စိတ်ဝင်စားစရာကောင်းနေပါတယ်။ခါမီနီအနေနဲ့အဆုံးထိခေါင်းပါပြီ။ထရန့်ပြောထားသလိုမနိုင်တဲ့စစ်ပွဲကိုဆက်တိုက်သွားမှာလားဆိုတာကိုလည်းကျွန်တော်တို့တွေစောင့်ကြည့်ရပါလိမ့်မယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျာ။ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ရဲ့အမြင်ကို comment မှာ share ပေးတော့ခဲ့ပါဦး။ နောက်ထပ်အသေးရတာတဲ့အချက်လက်တွေနဲ့သတင်းတွေကိုလည်းအချိန်နဲ့ပြင်းရင်တင်ဆက်ပေးနေပါဦးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်တစ်ပုတ်မှပြန်တွေ့ကြရအောင်ပါအကောင်ဆုံးအသက်တာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစေလူကြီးမင်းတို့ရဲ့ great အမှတ်စဉ်အောက်လက်မှတ်ဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းသက်တာဆုံးနဲ့အမြင့်ဆုံးဝန်ဆောင်မှုပေးနေပါပြီဖုန်းနံပါတ်399 668 912 625နဲ့399 995 8539လေးလေးတူတူနဲ့ ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရှာယူဖို့အခုပဲဆက်သွယ်လိုက်ပါရစေ။